ားလုံးပဲမင်္ဂလာပါ UK Match TV ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion PA တက်တဲ့အောင်လာမင်္ဂလာပါဒါကျွန်တော်တို့အခုမနေ့ညတုန်းက Club World Cup ပြိုင်ပွဲပေါ့လေ Cincinnati မှာ Ghana Club World Cup ပွဲစဉ်မှာဒါ Vincent Company ရဲ့ Bayern Munich အသင်းကဒါ Auckland City အသင်းကို6-9ပြတ်နေနိုင်လိုက်တယ်ဒါကအခု Ahila အသင်းက6-9တကူနဲ့ Club World Cup မှာနိုင်တဲ့ကိုပြအနိုင်ဆုံးစံချိန်ကိုချိုးလိုက်တယ် ဒီနေရာမှာ Vincent Company ကတော့ပွဲပြီးမှာကျွန်တော်တို့ဒီပွဲကိုတေချာ serious ထားပြီးတော့ကစားခဲ့ပြီးတော့ပွဲအဆအဆုံးမလျှော့ဘဲနဲ့ကိုပြက်ရအောင်အနိုင်ရုပ်သွားခဲ့တယ်လို့သူကတော့ဆိုခဲ့တယ်ပြောချင်တာအပြားမင်းအမေဘာကောင်းပဲဖြစ်ဖြစ်ငါတို့လုံးဝမလျှော့ဘူးငါတို့ငါတို့အလုပ်ကငါတို့လုပ်သွားမယ်ဆိုတဲ့သဘောပဲဆိုတော့ဒီနေရာမှာဒါပါလဲဆိုတော့ Bayern Munich အသင်းနဲ့ရင်ဆိုင်ရတဲ့ Auckland City အသင်းရဲ့အခြေအနေပေါ့လေ ဒီအသင်းမှာကစားမတွေအားပါတိုင်းလုပ်တဲ့ကစားမတွေဖြစ်ပြီးတော့ဒီပြိုင်ပွဲကြီးကို လာရောက်ရှင်ပြိုင်ဖို့အတွက်သူတို့မှာ annual တနစ်တာအတွင်းရမယ်ဒီခွင့်တွေအားလုံးကိုယူခဲ့ရတယ်တချို့ဆိုရင် MP ခွင့်တွေကိုပါယူခဲ့ရပြီးတော့တကူးတကလာရောက်ရှင်ပြိုင်ခဲ့ရတာဖြစ်တယ်ဆိုတော့ဒီနေရာမှာဒါ Auckland City အသင်းရဲ့ဒါလက်ရှိနီးပြကိုယ်တိုင်ကလည်းယာယီနီးပြဖြစ်ပြီးသူပါပြောလဲဆိုတော့ကျွန်တော်တို့အသင်းမှာပါဝင်တဲ့သူတွေကကျောင်းဆရာပါတယ် ပြီးတော့မှ metal worker တွေပါတယ် customer assistant ပါတယ် Samsung မှာ customer assistant လုပ်တဲ့သူလည်းပါသလိုစက်ယုံတွေမှာလုပ်တဲ့ fast free worker တွေပါတယ်ပြီးတော့မှဒါဘယ်လိုပြောမလဲ hardware store owner တွေပါသလိုစပိညတ်တဲ့ hairdresser တွေလည်းပါတယ်ဒါအပြင် Coca-Cola manager ပေါ့လေ Coca-Cola မှာ manager လုပ်တဲ့ sales manager တော့ပါတယ်အဲ့ဒါကလက်ရှိ Auckland City ရဲ့အသင်းကောင်းဆောင်ဖြစ်ပြီးတော့ now painter ပေါ့လေစိတ်တုပ်တဲ့သူတွေအပါအဝင်အားလုံး ဒီကစားမားတွေအားလုံး Oakland City အသင်းကလက်ရှိမှာ1.23 million တန်ကြီးရှိတဲ့ square value ကိုပိုင်ဆိုင်ထားပြီးတော့ပေါင်နေပေါ့လေ Bayern Munich ကတန်980 value ရှိတယ်ဆိုတော့သူတို့ကစားမားတွေအားလုံးတဦးတယောက်မှကလပ်အသင်းကနေဘာလစာတဦးတယောက်မှမရကြဘဲနဲ့သူတို့အတွက်ဒီ travel allowance ကဒါ American dollar 60သာရတယ်ပေါ့လေဒါ60သာဆိုတော့အများစုကကိုပိုင်ပတ်စံတဲကနေ ဒီပြိုင်ပွဲကိုလာရောက်ရှင်ပြိုင်ခဲ့ကြတာဖြစ်တယ်လို့ဆိုတယ်ဆိုအဲ့ဒီနေရာမှာ Auckland City ရဲ့ဂိုဒမာဖြစ်တဲ့ Corner Tracy ကသူ့ဘွားရဲ့ Idol လည်းဖြစ်တဲ့ဂိုဒမာ Legend ဂိုဒမာဖြစ်တဲ့ Manuel Neuer နဲ့တွေ့ဆုံဖို့အတွက်နောက်တစ်ခုကအုပ်စုတွင်မှာ Bayern Munich တို့ Boca Junior တို့ Benfica လို့အသင်းတွေ Benfica လို့အသင်းတွေနဲ့တွေ့ရတဲ့အတွက်သူ့အနေနဲ့အင်္ဂလကားတွေပေးစရာပေးတယ်တခြားဟာတွေရှိနေသည့်တိုင်အောင် ဒီဟာကလုံးဝတန်ဖိုးရှိတဲ့တကယ်ကို warfit ဖြစ်တဲ့ဒါခီးစစ်တစ်ခုဖြစ်ပြီးပြိုက်ပွဲတစ်ခုအတွက်သူ့အတွက်တန်တယ်ဆိုပြီးသူပြောတယ်ဆိုတော့ဒီသားမတွေအားလုံးကကျွန်တော်ခုနပြောဆိုအလုံးလုံးနေကြတဲ့သူတွေဖြစ်ပြီးတော့နေစင်တူกว่าဒါစားတောက်ဖို့နေထိုင်ဖို့အတွက်ကိုယ့်ရဲ့ဘေးတွေကိုစောင့်နေရပြီးအသက်မွေးဝမ်းကြောင်းပြုနေရတဲ့သူတွေဖြစ်တယ်ဆိုတော့ဒါအခုသူ့အနေနဲ့ ဒါပြဿနာမရှိဘူးအစားအသောက်မရှိလေဒါပေမဲ့အခုလောလောဆယ်မှာတော့ကျွန်တော်တို့အနေနဲ့ဒီဒီ moment တွေကိုအကောင်းဆုံး enjoy လုပ်သွားမယ်လို့ဆိုတဲ့ဒီနေရာမှာ Auckland City အသင်းရဲ့ဒါဘယ်လိုပြောမလဲအသင်းကောင်းဆောင်ပေါ့လေအသင်းကောင်းဆောင် Auckland City အသင်းရဲ့အသင်းကောင်းဆောင်ကလည်းဒါအခုလက်ရှိမှာသူကလည်းဒါ Coca-Cola manager ဖြစ် sales manager လုပ်သူဖြစ်တယ်ဆိုတော့လက်ရှိ Coca-Cola မန်နေဂျာဖြစ်ဆောင်ရွက်နေတဲ့ Mario Ilicic ဆိုတဲ့တယောက်ရှိတယ်အဲ့ဒါက Oakland City အသင်းကောင်းဆောင်ဒါအခု Hurricane လို့ Joshua Kimmich နဲ့လက်ဆွဲနှုတ်ဆက်ခဲ့ပြီးတော့ဒီအသင်းကိုဦးဆောင်နေသူကဒါ Coca-Cola Branch တခုရဲ့ Sales Manager ဖြစ်ဆောင်ရွက်သူဖြစ်တယ်ဆိုတော့ဒီပြကိုယ်တိုင်လည်းပြောထားတယ်ဒါကသူတို့ဘသူတူဦးတယောက်ကမှဘာမှမရဘူးဘာလာစားမှမရဘူး travel insurance အတွက် travel transportation အတွက် american dollar 60သာရတယ် ဒါပေမဲ့ part time လုပ်တဲ့ကစားသမားတွေအားလုံးနဲ့ဖွဲ့စည်းထားတာဖြစ်တယ်။ဆိုတော့ Bayern Bank က Musiala hat trick သွင်းတယ်။ဒါဒီ Müller နှစ်ကိုးသွင်းတယ်၊ Coman နှစ်ကိုးသွင်းတယ်၊ Gnabry ဒါဘယ်လိုပြောမလဲ။ Michael Olisic နှစ်ကိုးသွင်းတယ်၊ Sacha Boey ကိုးသွင်းသည့် time အောင်၁၀ကိုးသွင်းလိုက်တယ်ဗျာ။ဒါပေမဲ့အမှန်တိုင်းပြောရင်တော့ကျွန်တော်တို့အဲ့ဒီအသင်ပူတော့ impressive ဖြစ်တယ်သဘောကျတယ်ဗျာ။ဒါဒီလိုအခြေအနေတွေကြားကနေ legend ကစားသမားတွေအတွက်တကူးတကလာရောက်ခဲ့တဲ့ Boca Junior ရဲ့ Benfica ရဲ့ ဒါအခုလက်ရှိမှာ Bayern လို့အသင်းမျိုးနဲ့တွေ့ရတဲ့အတွက်ဆိုတော့ part time ကစားသမားတွေကတော့အမှန်တကယ် short target တစ်လုံးရသွားစေတပွဲလုံးမှာ Monoya လက်နဲ့တောင်မထီရတာအများကြီးပဲသူ့ဘွားရဲ့အလွယ်ဆုံးနဲ့အတ္တသာဆုံးပွဲလို့တော့ပြောလို့ရဘောလုံးကိုလက်နဲ့ဖမ်းတာနှစ်ခါလားသုံးခါလားပဲသူဖမ်းရတယ်ဘာဖြစ်ဖြစ်တကယ် part time ကစားသမားတွေနဲ့ annual leave ယူတဲ့သူတွေနောက်တစ်ခုက without pay လောက်ခဲ့ပြီးတော့ unpaid ယူပြီး leave ယူခဲ့ကစားသမားတွေအားလုံးကဒါသူတို့ရဲ့ club worker ရဲ့ဘိုင်ယံမြို့နယ်ကိုပထမဆုံးချိန်ရင်ဆိုင်ခဲ့ပြီးတော့တမိုင်းတလျှောက်ကိုပြက်ရှုံးခဲ့ပေမဲ့သူတို့တော့လုံးဝမေးမြမမေးမရနိုင်တဲ့အမှတ်ရတဲ့အများကြီးရမှာတေးကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်